ဖះငါကိုကိုယ်လို့ပြောတာမဟုတ်ဘူးဖះဆိုတာသူ့ကိုယ်သူရည်ညွှန်းတာလည်းမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကိုဗုဒ္ဓလို့ဒီလိုပြောတာเนาะအဲ့တော့ဗုဒ္ဓဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘောဓုတတခုပြောအင်္ဂလိပ်လိုရေးတဲ့အခါမှာဗုဒ္ဓလို့ရေးတာလည်းရှိတယ်ရှေ့က article ထည့်ပြီးတော့သဗုဒ္ဓလို့ရေးတာလည်းရှိတယ်နှစ်ခုရှိကြတယ် ရှင်းရတော်တော်များများတော့ဗုဒ္ဓလိုပဲရေးတယ်အတ္တိကေမပါပဲနဲ့ဗုဒ္ဓလိုရေးတာကြတော့နာမည်အနေနဲ့ပုဂ္ဂိုလ်အနေနဲ့ရေးကြတာဗုဒ္ဓဆိုတာပုဂ္ဂိုလ်ပါဆံအနေနဲ့ဆိုရင်အတ္တိကေထဲဆရာမလိုဘူးပေါ့သို့သောနောက်ပိုင်းကြတော့ဗုဒ္ဓဆိုတာပုဂ္ဂိုလ်ရည်ညွှန်းတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ title လို့ခေါ်တယ်ဂုံလူဖွဲ့သူတစ်ခုပဲပေါ့ဗုဒ္ဓဆိုတာဖရာရဲ့နာမည်မဟုတ်ဘူး တိုက်တဲတာဖြစ်တယ်ပေါ့ဂုံနုပဲဖြစ်တယ်ပေါ့ဖရာရဲ့အမိနာမကအမျိုးတွင်နာမည်နဲ့ခေါ်ရင်ဂေါရမမိဘကပေးထားတဲ့နာမည်နဲ့ပြောမယ်ဆိုရင်သိတ္တထသိတ္တထဂေါရမဒီလိုပဲခေါ်လို့ရတယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတာနာမည်မဟုတ်ဘူး title ဖြစ်တယ် ဒါကြောင့်မလို့ရှေ့အာတိကေထည့်ရမယ်ဆိုပြီးတော့တဗုဒ္ဓလို့ခုခေတ်တော့ရေးလေးရှိကြတယ်ပေါ့တော်တော်များများအဲ့ဒီကွယ်ပြားခြားနာချက်ကိုမှတ်သားထားပြီးတော့ဗုဒ္ဓလို့ရှေ့ကရေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအမိနာမအနေနဲ့ရေးလို့ရှင်အာတိကေမထည့်ဘူးဂုံတူးအနေနဲ့ရေးမယ်ဆိုလို့ရှင်တော့အာတိကေထည့်ရတယ်လို့အလက်ဇန္ဒရာတကရိတ်ဆိုတာလို့ပေါ့အာတိကေထည့်ပြီးတော့ရေးတာ အဲ့ဒါအင်္ဂလိပ်စာဖတ်တဲ့ပုံကိုယ်တွေအဲ့ဒီနှစ်ခုကွဲပြားခြားနားမှုရှိတယ်အဲ့ဒီမှာဗုဒ္ဓဆိုတာအမိနာမမဟုတ်ဘူးပုံကိုမဟုတ်ဘူးဖွယ်ထူးများတာဖြစ်တယ်အမှန်သိတဲ့အရေးချင်းရှိတဲ့ပုံကိုယ်တိုင်းမှန်တယ်များဗုဒ္ဓဒါကြောင့်မို့ယောစဗုဒ္ဓင်စဓမ္မင်စတန်ကင်စတရဏကတောမြတ်စွာဘုရားကတကယ်ဘေးကင်းရန်ကင်းတဲ့ အနေရခသိင်ကင်းငိမ့်စီနိုင်တဲ့ကိုဝေယာဆိုတာဖရာတရားတန်ခါပဲဖြစ်တယ်။ဘာကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကချင်းအပြင်မြတ်စွာဘုရားကအမှန်တရားကိုခေါ်ကြပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမတွင်တင်ပေးမှာဖြစ်တယ်။အဲဒီဆုံးမတွင်တင်ပေးတဲ့အတိုင်းလိုက်နာစိတ်သုံးမယ်ဆိုရင်ကောင်းကျိုးတွေရနိုင်တယ်လို့ဒါပြင်အဲ့ဒီ လမ်းညွန်ဆုံးတွင်တင်ပြီးတဲ့အဆုံးအမတွေဆိုတာဘာတွေလဲလို့ဆိုဓမ္မဒါကြောင့်မို့ဓမ္မကိုဝေရတဲ့ဆိုတာဓမ္မဆိုတာကျင့်သုံးမှုပဲတန်ခါဆိုတာတော့ဓမ္မကိုကျင့်သုံးလာတဲ့အနေနဲ့ကျင့်သုံးပြီးကျင့်သုံးတဲ့ပုံကိုယ်တွေအနေနဲ့ဒါနကံမှုပြုတဲ့အခါမှာနည်းနည်းလေးလှူပြီးများများရရှိနိုင်တဲ့မြေကောင်းရေကောင်းတစ်ဖွဲ့ဖြစ်လို့တန်ခါကိုကိုယ်ဝေတယ်လို့ဒီလိုဆိုတာ တနည်းအားဖြင့်တော့ဖရာအကြောင်းတရားအကြောင်းကိုတန်ဃာတွေမှတဆင့်သာသိနိုင်တာဖြစ်တော့ကြောင့်တန်ဃာကိုကိုးကွယ်ရတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဘုရားဓမ္မတန်ဃာလို့ဆိုတာဟာဒါကိုရင်ရည်ညွှန်းတာမဟုတ်ဘူးအလုံးဘယ်ခေတ်ဘယ်ကာလပဲဖြစ်ဖြစ်အမှန်သိတဲ့ပုဂ္ဂိုလ်ထိုမှန်သိတဲ့ပုဂ္ဂိုလ်ရဲ့အဆုံးမထိုအဆုံးမတိုင်းလိုက်နာကျင့်ကြံနေကြတဲ့ပုဂ္ဂိုလ်တွေလို့ အဲ့ဒီပုံကိုယ်တွေစီကမှအမှန်သိဖို့ကလည်းရရှိလာနိုင်တယ်ဗော။ဒါကြောင့်မို့မြတ်စွာဘုရားယောသဗုဒ္ဓင်္စဓမ္မင်္စတန်ခင်္စတရဏံကတောဆို။ဒါဖြင့်ဘုရားဓမ္မတန်ခါကိုကိုးဝယ်တဲ့အခါဘလို့ကျိုးကျေးဇူးတွေရတော့ဆို။သတ္တရိအရိယသစ္စာနိတမ္မပညာယပတ္တိအမှန်တရား၄ချက်ကိုမှန်ကန်တဲ့ဉာဏ်နဲ့သိနိုင်တယ်။အဲ့ဒါ ပညာရဖို့အတွက်ကိုးကွယ်တယ်လို့ဒီလိုပြောတာပဲဥပမာတစ်ခုထိကြည့်ရယောဂဖြစ်ပြီဆိုလို့ရှိရင်ဘာကြောင့်ယောဂဖြစ်တယ်ဘယ်ဆေးတောင်းရင်ပြောက်တယ်လို့အသိဉာဏ်ရှိပြီးပညာဉာဏ်ထက်မြက်တဲ့ဆေးသမားဆရာဝန်စီတွားကြတယ်ဘာလို့တွားလဲဆိုရင်ဘာကြောင့်ဒီယောဂဖြစ်တယ်ဘယ်ဆေးတောင်းရမယ်ဆိုတာသိကျင်လို့တွားတာလေ အဲ့ဒီဆရာဝန်ကနေပြီးတော့ဒီယောဂဘာကြောင့်ဖြစ်တယ်ဘယ်စိတ်တောင်းရင်ပျောက်တယ်ဆိုတာကိုသူကညွန်လိုက်မယ်အဲ့ဒါလို့ညွန်တဲ့အခါမှာလူနာလုံးတဲ့ပုဂ္ဂိုလ်ကဆေးကိုတောက်အောင်တောက်တဲ့အခါမှာယောဂပျောက်တယ်ဆိုရအကျိုးရတယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်မျိုးပဲမြတ်စွာဘုရားစီသွားတယ်ဆိုတာဘုရားရဲ့အတိညာဉ်ကိုယုံကြည်ပြီးတော့ ဒီအသိဉာဏ်နဲ့ဆုံးဝဩဝါဒတွေကိုပေးလိုက်မယ်အမှန်တရားကိုထုတ်ဖော်ဟောကြားလိုက်မယ်ဆိုတဲ့အသိဉာဏ်ရဖို့အတွက်မြတ်စွာဘုရားရှိသွားကြရှိကတ်ကြရှိကတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရတယ်အဲ့ဒီအဆုံးအမတွေကိုလိုက်နာတယ်ဆိုတာဆေးတောက်တဲ့သဘောပဲပေါ့အဲ့ဒါဆိုလို့ရှိရင်ဘုရားစီကအဆုံးအမရအဲ့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်တယ်လို့ မြတ်စွာဘုရားကအမှန်ကန်ဟောပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးနဲ့တွေ့မှမှန်ကန်တဲ့အသိဉာဏ်တွေရမှတန်တရာကိုဆင်းကလုကိုင်းနိုင်တယ်ဆိုတဲ့အကြောင်းရှင်းလင်းပြောပြတဲ့အခါမှာအလုံးအဂိတတရဲ့တပြည့်တွေယသိတွေဟာအလုံးပဲအမြင်မှန်ရသွားကြတယ်နောက်ဆုံးအဂိတတယသိကြီးပါယန္တာဖြစ်သူရောက်သွားကြပြီးတော့ဒီယသိတွေလမ်းလွဲပြီးတော့နေကြထိုင်ကြတာတွေအကုန်လုံး လမ်းမှန်ပေါ်ရောက်သွားတယ်